ားလုံးပဲမင်္ဂလာပါခင်ဗျာဒေါ်လာနေသစ်ပါလို့ပြည်သူပေါင်းနှုတ်ခွန်းဆက်တာပါတယ်ဒီနေ့ကနိုဝင်ဘာလ10ရက်နေ့ပါ2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာပြောဆိုရမယ့်အကြောင်းအရာကတော့အဂျပန်မဟာလာတို့စစ်အုပ်စုကပြည်သူလူထုအပေါ်မှာလူဘာဝမှုကတော့အတော်ကြီးကိုကန့်ကွန်သွားပါပြီအဲလိုအာနာပါဝါတွေကိုဖင်ခုထိုင်ထားပြီးတော့လက်နက်ကိုစီကင်ထားကြတဲ့ကောင်တွေက Facebook status တခုမှာ Larry ရပြီးတဲ့အသေးပေးတဲ့သူကိုတော့ကြောက်ပြီးတော့သူတို့ကိုထိပါပါတယ်ဆိုပြီးတော့ ဖန်စီအေးယူထောင်ချဖို့အတွက်လှုပ်လာကြပါပြီအဲ့တော့ပြည်သူလူထုရဲ့ဘဝကဒီတိုင်းသူတို့လှုပ်သမျှကိုမတုံ့ပြန်မင်းနဲ့ငုံခံနေမယ်ဆိုရင် နောင်ကြာလာလို့ရှိရင်ကတော့ပါရဲ့ကို့ဘာသာကိုလေးလေးဂျင်တာတော်မှသူတို့သဘောကျမှလေးလေးရမယ်ဘဝမျိုးတွေအထီကိုဖြစ်သွားနိုင်ပါတယ်ဘာကြောင့်ဆိုရင်ဒါကအခုဟိုတမိုင်းဖြစ်စဉ်တွေမှာမကြုံဘူးမတွေ့ဘူးသေးတဲ့ ီမှာ Facebook post တစ်ခုကို Larry ရဲ့ပေးတဲ့ဘယ်နိုင်ငံမှမှလည်းဒီလိုမျိုးဥပဒေဒီလိုမျိုးဟိုပုံမှန်မျိုးဒီလိုမျိုးဖန်ဆင်းအရေးယူမှုမျိုးကျွန်တော်တို့တခါမှမကြုံဘူးမမြင်ဘူးမတွေ့ဘူးပါဘူးအဲ့တော့အခုခေတ်သစ်တရင်ဌာနကို Larry ရဲ့ပေးလို့ဆိုပြီးတော့ဖန်ဆင်းလိုက်ကြတယ်ကိုကြီးပေါ့ရဲ့ status မှာ Larry ရဲ့ပေးထားလို့ like ပေးထားလို့ဆိုပြီးတော့ဖန်ဆင်းလိုက်ကြတယ်အင်မတန်မှဒီမအလာတို့ရဲ့လူဘဝမှုကတော့ကန်းကုန်နေပြီလို့ပြောရမယ် ပြည်သူလူထုကိုသူတို့လက်အောက်မှာရှိတဲ့သူတို့ထိန်းချုပ်မှု အောက်မှာရှိတဲ့ပြည်သူလူထုတွေကိုအသက်ရှူလို့ရယုံလေးပဲထားတဲ့အခြေအနေဖြစ်နေပြီအဲ့တော့သူတို့လုံမဲ့ဒီခွေးကောက်ပွဲကိုလည်းမျက်စောင်းအောင်လှည့်ပြီးတော့ဟိုမကျေနပ်တယ်လို့မထိုးနဲ့မျက်စောင်းထိုးတဲ့အကောင်တော်မှနောက်ဆုံးလမ်းတွင်မျက်စောင်းထိုးတဲ့အမှုနဲ့ပုံမှန်တက်ပြီးတော့ဖမ်းမလာမသိဘူးအဲ့တော့မဟာလာတို့ရဲ့လူဘဝမှု ပြည်သူပေါ်မှာအနိုင်ကျင့်မှုအကြောက်တရားနဲ့ချင်းချောင်းမှုကတော့ တော်တော်လေးကိုကန်းကုန်သွားပြီလို့ကျွန်တော်တို့ဆိုရမှာပါအဲ့တော့ဘယ်လိုမျိုးဖမ်းတာလဲဘယ်လိုမျိုးစီးတာလဲဆိုတာကိုကျွန်တော်တို့ခစ်တက်ကလည်း 3P ချက်ပြည်သူလူထုကိုဒီ 3P နှိုးဆော်ချက်တစ်ခုထုတ်ပြန်ပြီးတော့တောင်ထုတ်ပြန်ရတဲ့အထိထုတ်ပြန်ဖော်ပြရတဲ့အထိကိုဒီကောင်လေးရဲ့လှုပ်ရက်ကတော့အဲ့လိုမျိုးရှိပါတယ်ကျွန်တော်အဲ့ဟာတစ်ခုထုတ်ပြန်ချက်ကိုဖတ်ပြကြပါမယ်ရုံမကောက်ကြည့်တဲ့အကျံဖတ်မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ရဲ့အနေရကနေရှောင်ရှားနိုင်မှုအတွက် ပြည်သူတွေအနေနဲ့ Facebook လူမှုကွန်ရက် profile တွေကိုလော့ချထားကြဖို့သတိပေးနှိုးဆော်ပါတယ်ဆိုပြီးတော့ခစ်တဲ့ကတော့အဲ့ဒီစာသားနဲ့ပြည်သူကိုသတိပေးနှိုးဆော်ထားတယ်အဲ့တော့သတင်းတွေလည်းကြည့်ရင်လည်း react တွေလည်းပေးခြင်းနဲ့အဲသတင်းတွေကလည်းဒီလိုမျိုး Facebook ကနေပြီးတော့ဆုံဆုံလင်းလင်းတွေ့ရတာဆိုတော့အဲ့ဒီကနေသတင်းတွေကြည့်ခြင်းနဲ့ဟိုမလာတို့ရန်လည်းကြောက်တယ်ဆိုလို့ရှိရင်တော့တုံးနေတဲ့ Facebook Facebook တွေကိုအကောင့်တွေကို lock ချထားဖို့ပေါ့နော် lock ချထားဖို့ lock ချထားတဲ့ခါကျတော့ဘယ်သူပဲဖြစ်ကိုယ့်အကောင့်တွေဝင်ကြည့်ရင်ကိုဘာတွေရေးထားတယ်ဘာတွေတင်ထားတယ်ဆိုတာမတွေ့ရတော့ဘူးကိုပုံတွေဘာတွေလဲဝင်ရှာကြည့်လို့မရတော့ဘူးပေါ့ lock ချထားရင်အဲ့လိုမျိုးအခြေအနေပေါ့အဲ့ဒါအဲ့ဒါကြောင့်မလို့အဲဒီနှိစက်တဲ့သူတွေက Facebook လဲတုံးကျင်တယ်အန်ဒီလဲနည်းနည်းကင်းကျင်တယ်ဆိုလို့ရှိရင် lock ချထားဖို့ခေတ္တကနှိုးဆော်ထားတာပါအဲ့ခေတ္တမီဒီယာရဲ့ Facebook လူမှုကွန်ရက် post တစ်ခုကို Larry ရဲ့ပေးမှုနဲ့ အသက်62နှစ်အရွယ်ရုပ်ရှင်ဒါရိုက်တာတက်လွင်ခေါ်ဇမူထွန်းတက်လွင်ကိုချမ်ပတ်စစ်တက်ကဖန်စီခဲ့တာကိုတွေ့ရပါတယ်အဲ့တော့ရုပ်ပုံအနေနဲ့တကွာဒီမှာတက်တည်နေတကွာကိုမာလာတို့ကတော့ရာသွေးမှုတွေကျူးလွန်သည့်နီးတူတက်တည်တက်ကရနေကိုဖော်ပြပြီးတော့ဖန်စီနေကြတာဘာဘာဘာအမှုလဲလို့မေးလို့ရှင်ဟိုခစ်တဲ့မှာတင်ထားတဲ့သတင်းကိုလက်ရီရဲ့ပေးမှုတဲ့ကိုပေါက်ရေးထားတဲ့ status ကိုလက်ရီရဲ့ပေးမှုတဲ့တော်တော်လေးလေးတရားကြတရားကောင်းတယ်အဲ့တော့ဟိုဒီကောင်တွေအတွက်ဟို မဖြစ်မနေမို့လို့သာကျွန်တော်ပြောဆိုတုံးသက်ဆွေးနွေးနေရတယ်ဒီလိုမျိုးလုပ်ရက်တွေတော်တော်လူဘာဝရတဲ့လုပ်ရက်တွေအတွက်ပြောစရာငကလုံးကိုမရှိဘူးပြည်သူလူထုပေါ်မှာလူဘာဝမှုကတော်တော်ကိုကန့်ကွက်တယ်လို့ပြောရမယ်အကြမ်းဖက်မင်းအောင်လှိုင်နဲ့စစ်တပ်မှာအလွန်ရုံမှကောက်ကျစ်လာနေတဲ့အတွက်ပြည်သူတွေအနေနဲ့ခေတ်သစ်မီဒီယာရဲ့ Facebook သတင်း post တွေကိုလိုက်နေဒီ left rear ပြုလုပ်ခြင်းတွေ share ပြုလုပ်ခြင်းတွေ comment ပေးခြင်းတွေကိုလုံးဆောင်ရမှာမိမိတို့ရဲ့ Facebook account တွေရဲ့ profile တွေကို log ချထားဖို့အထူးအထူး သတိပေးနှိုးဆော်အပ်ပါသည်ဆိုပြီးခေတ်သစ်တင်းဌာနကိုယ်တိုင်ကကိုအခုလိုမျိုးရေးသားပြီးတော့ပြည်သူလူထုကိုနှိုးဆော်ရတဲ့အထိအဲ့တော့သတင်းမီဒီယာရေးကဏ္ဍကဒီကာလမှာအလွန်အလွန်အရေးကြီးပါတယ်အကြမ်းဖက်ကောင်တွေပြည်သူကိုနှိမ့်ဆက်တက်ဖြတ်တဲ့အနိုင်ကျင့်တဲ့ကောင်တွေကလည်းသတင်းမီဒီယာတွေစထုတ်ထမှန်တိုင်းတွေကိုအလွန်အင်မတန်မှကြောက်ကြပါတယ်တိုက်လေတိုက်ခိုက်ကြပါတယ်ပုံစံမျိုးမျိုးနဲ့လည်းပုံဖြက်လေးရှိပါတယ် ဲ့တော့မရရအောင်တင်းသွင်းပြီးတော့ငွေကြေးအာဏာနဲ့လည်းစီယုံတင်းသွင်းလေးရှိပါတယ်တချို့ကတော့သူတို့ဘက်ကိုပါသွားကြတယ်သူတို့ရဲ့အကြိုက်လိုက်ပြီးတော့ဖုန်းတော်ဘွဲတွေရေးကြတယ်တချို့ကလည်းကြံ့ကြံ့ခံရင်းနဲ့ပြည်သူလူထုရဲ့ဒုက္ခတွေကိုနှိမ့်စင်တဲ့အမျှပေါ်ပြတယ်ပြည်သူလူထုခံနေရတဲ့မတရားခံရတဲ့ဖြစ်စဉ်တွေမတရားတပ်ဖြတ်မှုခံရတဲ့ဘုံကျဲမှုခံရတဲ့ဖြစ်စဉ်တွေအားလုံးကိုနေ့စဉ်နဲ့မျှစူးစမ်းပြီးတော့ကဘာကြီးကသိအောင်ပြည်သူလူထုသိအောင်နေ့စဉ်စူးစမ်းပြနေတာဖြစ်တဲ့အတွက်ဒီကာလမှာ သတင်းမီဒီယာတွေကအင်မတန်မှအရေးကြီးတယ်အင်မတန်အရေးကြီးတဲ့သတင်းမီဒီယာကဏ္ဍဖြစ်တယ်လို့မာလာတို့အချမ်းဖတ်တွေကလည်းသတင်းမီဒီယာဌာနတွေကိုအင်မတန်မှကြောက်ရွံ့ထိတ်လန့်ကြတယ်အခုကတက်တည်ပဲလူလူကဒီသတင်းမီဒီယာတွေကိုစောင့်ကြည့်တယ်ဆိုတာကိုသူတို့အမြင်ကပ်နေကြတယ်ဒီဒီမင်းသတင်းမီဒီယာတွေကလည်းသူတို့ရဲ့အပုတ်အပွားတွေလူလူပေါ်မှာစော်ကားမှုတွေကိုအမြဲတမ်းဖော်ပြနေကြတာဖြစ်တယ်အဲ့တော့သတင်းမီဒီယာတွေကိုလက်ပေးတယ်ရီယပေးတယ်လိုက်လုပ်တယ်စောင့်ကြည့်တယ်ကွန်မန့်ရေးတယ်ဆိုရင်တော့မှငါတို့ကဖမ်းပါ ဲ့တော့မင်းတို့ဒီဌာနတွေကိုတော့တော့မကြည့်မိစေနေနဲ့ငါတို့မကြိုက်ရင်မင်းတို့မျက်စောင်းတော့လှည့်မထိုးနဲ့ဆိုတဲ့အချိုးမျိုးနဲ့လှုပ်လာကြတာဖြစ်တယ်။အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဒီတိုင်းရှောင်ကွင်းလို့ရတဲ့ပုံစံနေနဲ့စင်ကြေးပေးလို့ရတယ်။ဩ Facebook မသုံးဘူးကွာ။ကဲခစ်တဲ့ကိုလက်ရီရမပေးဘူး။ကိုပေါကြီးရေးထတာကိုမင်းမော်ကွန်းရေးထတာမဖြူတို့ရေးထတာတွေလည်းငါတို့မရှဲဘူးကိုမမပေးဘူးလိုက်မပေးဘူးဆိုလို့ရှိရင် ဘာဖမ်းနေရရှိလဲငါတို့အေးစစ်စစ်ပဲငါတို့ဒါတွေကိုလက်ရီရမပေးဘူးဘာမှမလုပ်ဘူးဆိုရင်ဒီကောင်တွေလည်းဖမ်းမှာမဟုတ်ဘူးဆိုပြီးတော့စင်ကြီးပေးလို့ရတယ်ကြုံကြုံပြီးတော့ဟိုလွတ်ရလွတ်ကင်းကြောင်းနေလို့ရတယ်ဒါပေမဲ့ဘယ်တော့ထိနေနိုင်ပါလဲအခုကအသက်ရှူရက်တင်ခွင့်ရှင်တန်ခွင့်အားလုံးအထိပါဒီကောင်တွေအားလုံးချုပ်ကင်လာကြပြီဟေးအသက်မရှူတော့နေဆိုရင်ရောအားလုံးကကဲအဲ့တော့သူတို့အသက်မရှူခိုင်းတာပဲငါတို့အသက်မရှူဘူးတေးလိုက်တော့မယ်ဆိုပြီးတော့တေးကြပါလား အဲ့တော့တုံ့ပြန်မှုလိုတယ်ကျွန်တော်တို့ငုံခံနေရင်တော့ကြောက်တတ်ရင်နှစ်ခါသေးရမယ်ဆိုတဲ့စကားလိုမျိုးပဲခုကကြောက်တတ်ရင်နှစ်ခါမကဘူးမျိုးဆက်အလိုက်ပါတောင်းလျှောက်သေရမှာဒီကောင်းနေဒီပွဲမှာအနိုင်ရသွားလို့ရှိရင်ကျွန်တော်တို့နှစ်ခါသုံးခါနဲ့မကဘူးမျိုးဆက်အသီးသီးဘယ်နှစ်ဘယ်နှစ်ကာလကြာအောင်သေရမလဲဆိုတော့ကျွန်တော်တို့ဟိုခံမှန်းလို့တော့မရဘူးဘာကြောင့်လဲဆိုလို့ရှိရင်ဒီကောင်းနေရဲ့လောက်ရက်ကတက်တည်ပဲလက်ရီရက်ပေးတယ်အသေးပေးတယ်ကိုယ့်ရဲ့လွတ်လပ်ခွင့်နဲ့ကိုယ်ကြိုက်တဲ့ post လက်ရီရက်ပေးရင်ပေးမယ်ဟာဟာပေးရင်ပေးမယ်ဒါကိုယ့်ရဲ့လွတ်လပ်စွာ ပြုတ်လုခွင့်နေပဲကဘာကြီးမှလည်းလူတိုင်းကဒီလိုမျိုးပဲပြုတ်လုနေကြပါပြုတ်လုနေကြတာပဲအဲ့တော့ Trump ပုံနေတော့မှဟိုဒီတိုင်းဟာတအနေနဲ့ဟိုမတဘောမကြလို့ရှင်လောင်ပြီးတော့ share ဟို caption တွေရေးပြီးတော့ share နေကြတာပဲသူတို့လိုသာဖန်ရခြင်းဆိုရင်တကဘာလုံးကိုဟိုအချင်းထောင်လိုမျိုးထောင်ဘင်းနာနိုင်ငံခတ်လိုက်ဖို့ပဲရှိတယ်အဲ့တော့သူတို့ကတော့အကြောက်တရားကိုဒီဂရီ အမြင့်ဆုံးအထိထိုးတင်ပြီးတော့အကြောက်တရားတွေကိုမျိုးဆက်အသီးသီးကို မျိုးဆက်တည်တည်ဆိုတာကအခုအငယ်ဒီဆရာနာတိမ့်တဲ့ကာလမှာလူမမဲကလေးတွေပဲရှိသေးတယ်အခု၄၅နှစ်ကြာပြီဆိုတော့အဲ့ဒီလူငယ်လူရွယ်တွေကလည်းဆိုရှယ်မီဒီယာပေါ်ကိုရောက်လာကြပြီအဲ့တော့ဒီလူငယ်လူရွယ်တွေကအစဒီကောင်တွေရိုက်သွင်းနေတဲ့အကြောက်တရားတွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကရှေ့ကနေပြီးတော့မမမမတ်နဲ့အန်တုမပြဘူးတွန်းလှန်မပြဘူးတုံ့ပြန်မပြဘူးဆိုရင်တော့အဲ့ဒီမျိုးဆက်ပါအဲ့ဒီအကြောက်တရားနဲ့ဩဒီဘဘကြီးတွေဒီနှမဆောင်ကြီးတွေက လက်ရီယံမပြီးနဲ့ဆိုရင်တော့ငါတို့လက်ရီယံမပြီးရဘူးဒီနှစ်မဆောင်ကြီးတွေကလီမလယ်နဲ့ဆိုရင်ငါတို့လီမလယ်ရဘူးဆိုတော့ချင်းတွေကကြက်တွေလိုမျိုးဘဝနဲ့ကျွန်တော်တို့မျိုးဆက်တွေကိုရှင်သန်စေခြင်းလားဒါကကျွန်တော်တို့မှလုံပိုင်ခွင့်ကူရှိနေတာကျွန်တော်တို့ဆုံးဖြတ်ခွင့်ရှိနေတဲ့အကြောင်းအရာဖြစ်တယ်ငုတ်ခံမဲ့တုံပြန်မှုမပြုတ်လို့ဘူးဆိုရင်တော့တေးကြပါရဲခုနခုနတက်လာတဲ့၄နှစ်အတွင်းတက်လာတဲ့မျိုးဆက်တွေကလည်းသူတို့ရဲ့ ပြောသည်မြခိုင်းသည်မြအမိန်ထုတ်သည်မြအားလုံးကိုပြားပြားဝိလက်ခံရင်းနဲ့နင်းပြဘောရတယ်နဲ့ကျွန်တော်တို့မျိုးဆက်တွေတောက်လျှောက်တည်ကြရမှာပါအဲ့တော့ကျွန်တော်တို့တော့အသေးမခံနိုင်ပါဘူးအသက်ရှင်တန်နေသရွေကာလပတ်လုံးအခုလိုဗဇက်ကပြောနေလို့ရသည်မြကာလပတ်လုံးခွန်အားရှိသည်မြစွမ်းဆောင်လို့ရသည်မြကာလပတ်လုံးကျွန်တော်တို့နိုင်နဲ့အင်းနိုင်နဲ့အားနဲ့ ထမ်းရွက်နေမှာဖြစ်ပါတယ်လုံနေမှာဖြစ်ပါတယ်အဲ့တော့စိတ်ပါမှဒေါ်လာရေးကိုလုံမယ်လုံချင်မှထလုံမယ်ဆိုတာလောက်နေလဲဒေါ်လာရေးဘတ်တော်သားတွေအနေနဲ့မရတော့ပါဘူးစိတ်ပါသည်ဖြစ်စီမပါသည်ဖြစ်စီကျွန်တော်တို့လုတ်ကိုလုတ်ရပါမယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီကောင်တွေရဲ့ပြည်သူလူထုအပေါ်မှာဖိနှိပ်မှုနဲ့လူဘာဝမှုတွေကအင်မတန်မှကိုပြင်းပြင်းထန်ထန်ဖြစ်လာကြပါပြီဒါကြောင့်မလို့ကျွန်တော်တို့အရှိန်တွေညော့သွားလို့မရပါဘူးအဲ့တော့မွေတွေလိုပဲအရေကွန်လဲတင်လဲပါ ကျွန်တော်တို့တွေပင်ပန်းနေပြီးကျွန်တော်တို့တွေ၅နှစ်တာ၄နှစ်ကျော်၅နှစ်တာကာလအတွင်းမှာစိတ်ဒဏ်ရာတွေရောခန္ဓာကိုယ်ဒဏ်ရာတွေရောဒဏ်ရာဒဏ်ချက်အသီးသီးအစင်မပြည့်မှုအသီးသီးကြမှာအလုံးပင်ပန်းနေကြပြီဆိုရင်အဲ့ဒီပင်ပန်းမှုတွေကိုကျွန်တော်တို့မွေးတွေလိုအရေကွန်လဲမယ်ဗျာဘောလုံးပွဲဆိုလို့ရှင်ပထမပိုင်းတစ်ပိုင်းကိုခဏနားမယ်၅မိနစ်နားမယ်အဲ့တော့ပြီးရင်ဒုတိယပိုင်းကျွန်တော်တို့ပြန်ဆမယ်ဘာကြောင့်လဲဆိုလို့ရှင်ဒီတိုက်ပွဲကကျွန်တော်တို့ရှုံးလို့မရတဲ့တိုက်ပွဲဖြစ်တဲ့အတွက်ဘလို့နီးနေဖြစ်ဖြစ် လုံးဝမလှုပ်နိုင်တော့ရင်တော့မှစိတ်ထက်ရနေပြီးအာယုံထဲကနေပြီးတော့မေတ္တာပို့ရင်းနေကိုဒီကောင်တွေကိုတော်လှန်နေပြီအဲ့တော့ဒါကကျွန်တော်တို့ရဲ့တန်ဋိဌံဖြစ်တယ်ဒီတန်ဋိဌံတိုင်းတူတယောက်ချင်းစီတိုင်းကသွားကမှဒူတယောက်ချင်းစီတိုင်းကတုံ့ပြန်မှငုံခံနေမယ်ဆိုရင်တော့အားလုံးငုံခံကြရင်အားလုံးကသူကအုပ်ချုပ်နေနိုင်အောင်ပါပဲအဲ့တော့တုံ့ပြန်တဲ့သူတွေများလာမှဒီအာနာရှင်တွေအမြင့်ပြတ်နိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီဖြစ်စဉ်ဖြစ်စဉ်တွေကျွန်တော်တို့ခုမြင်တွေ့နေရတဲ့ဖြစ်စဉ်တွေက တက်တဲ့တက်ခါရတွေဖြစ်ပါတယ်ပြည်သူလူထုကိုအကြောက်တရားဘလောက်ဒီဂရီထီကိုဒီစစ်အာဏာရှင်တွေကပေးနေပြီလဲဆိုတာကိုကျွန်တော်တို့မြင်တွေ့ရတဲ့တက်တဲ့တက်ခါရတွေဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့နိုင်ငံတော်ဝင်တွေကိုနေသင့်နေမြထမ်းရွက်နေရင်းနဲ့အခုကျွန်တော်စကားပြောပြရင်လဲအဲအခုကြည်စမ်းကမ်ပိန်းမှာပါဝင်မဲ့သူတွေတခြားတော်လိုင်းရေးကိစ္စတွေတခြားလုပ်မဲ့ကိစ္စတွေကျွန်တော်ဆက်ပြီးတော့လုပ်ဖို့ရှိပါတယ်အဲ့တော့ပြည်သူလူထုတွေတခြား ကျွန်တော်တို့ညီကုံမောင်နှမတွေတော်လန်စိတ်ရှိတဲ့ညီကုံမောင်နှမတွေအနေနဲ့လဲခုနမွေးအေကုံလဲသလိုလဲပြီးတော့လှုပ်ကြပါလှုပ်ချင်သည်ဖြစ်စေမလှုပ်ချင်သည်ဖြစ်စေစိတ်ပါသည်ဖြစ်စေစိတ်မပါသည်ဖြစ်စေကျွန်တော်တို့တော်လန်ရဲ့တာဝန်တွေကိုထိုင်ရွက်ကြပါကျွန်တော်လဲထိုင်ရွက်ပါမယ်အသက်ရှိနေသည်အသက်နဲ့ခန္ဓာတည်မြဲနေသည်၍ဒီပွဲကြီးမပြီးမချင်းကျွန်တော်တို့ရှေ့ဆက်ပြီးတော့လျှောက်ကြပါမယ်အဲ့တော့ဒီကနေ့မနေ့အတွက်ပြည့်စုံဆွေးနွေးမှုကတော့ဒီမြတ်နယ်ပဲအဆုံးသတ်ခွင့်ပြုပါခင်ဗျာကျွန်တော်တို့ညခင်းမှာဒီနေ့တနေ့တာဖြစ်တဲ့ဖြစ်စဉ်သတင်းအကြောင်းအရာတွေကိုစူးစိပြီးတော့ပြန်လည်တင်ဆက်ပေးပါမယ်